ဒီဖုန်းမှာကျွန်တော်အားမရတာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘက်ထရီပိုင်းပဲအားလုံးပဲမြင်တာပေါ့နေပြည်သုံးကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ဖုန်းလုံးကိုပြန်ပြီးတော့ recall ပြန်လုပ်ပြီးတော့ long term review ပုံစံမျိုးလေးကျွန်တော်ပြန်ပြီးတော့ လုပ်ပေးသွားမယ်ပေါ့နော်ဆိုအခုလက်ရှိချိန်မှာဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ now generation ဈေးကွက်ထဲမှာလည်းထွက်နေပြီအထူးချိုးနေရာတွေမှာဝယ်လို့လည်းအဆင်ပြေနေပြီရနေပေါ့နော်တခုပဲရှိတာကဈေးလေးနဲ့လေးများနေရလေးလွဲလို့ပေါ့နော်ဆိုတော့ကျန်တာအကုန်လုံးကအဆင်ပြေနေပြီဒီလိုအနေထားမျိုးမှာ F1 နဲ့ရှင်မယ်ဆိုလို့ရှိရင်ဒီဖုန်းကဘယ်လောက်ထိနောက်မှာကျန်ခဲ့လဲအဟိုကောက်အောင်ပဲတက်ဝယ်ရမှာလားလူမမဟုတ်ပဲနဲ့ဒီကောက်အောင်လေးကရွေးမယ်ဆိုလို့ရှိရင်အဆင်ပြေမလား ပေါ့နော်ဆိုတော့အဲ့ဒီဥစားလေးကိုသိကျင်တဲ့အတွက်ကြောင့်ကျွန်တော်လက်ထဲကိုလည်း review unit လေးရလာတယ်မထူးဆိုပြီးတော့တခါတည်းစမ်းထားပြီးရပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ review နဲ့ထောက်ပံ့ပ ေးထားတာကတော့ pro second အနေပြီး review နဲ့ထောက်ပံ့ပေးထားဖြစ်ပါတယ် review နဲ့ထောက်ပံ့ပေးတဲ့ pro second ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲဆိုတော့ ဒီလက်ရှိဒီဖုန်းအကြောင်းပြောရမယ်ဆိုလို့ကျွန်တော်ဒါကတော့အကုန်လုံးတည်ပြီးသားဖြစ်တဲ့ဒါ Xiaomi ရဲ့ 14D ပေါ့နော် Xiaomi 14D လေးကိုကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်တော့ long term review လေးကျွန်တော်ပုံစံမျိုးလေးပြန်ပြီးလုပ်ပြီးသွားမှာလည်းဖြစ်တယ်ဆိုအခုဆိုလို့ရှိရင်တော့ Xiaomi ရဲ့ 15D ကလည်းထွက်နေပေါ့နော်ဆိုတော့အကြောင်းမူဒီကောင်လေးကိုကျွန်တော်တခြားလေးပြန်ပြီးတော့စမ်းထားပြီးတယ်ပေါ့နော်ဆိုတော့ဒီဖုန်းကိုပထမဦးဆုံးမမြင်လိုက်ချင်းမှာဘယ်လိုခံစားရလဲဆိုလို့ရှိရင်တော့သူ့ရဲ့ design အခုချိန်ဒီကိုဆွဲမက်ဖွယ်ကောင်းနေသေးတယ်ဆွဲဆောင်မှုရှိနေသေးတယ်ဆိုတာကငင်းလို့မရအောင်ဆိုတော့အချက်ကတော့တကယ်ကိုသေးကြတာပေါ့နော်ဘာလို့လဲဆိုတော့ဒီဖုန်းကအခုချိန်ဒီကိုတော်တော်လေးအဆင်ပြေပြေလေးနဲ့ လှနေသေးတာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ဘာမှတိတ်ပြီးတော့ခေအောက်သွားတယ်၊ဒိတ်အောက်သွားတယ်ဆိုတော့ခံစားချက်မျိုးမခံစားရသေးဘူးပေါ့နော်။ဒါဖြစ်လို့ရှိရင်ဒီဖုန်းကိုကောက်ကန်လေရှင်းခံစားချက်နဲ့ပဲစပြောရမယ်ဆိုတော့ဒီဖုန်းကအရန်ကြီးတော့ဟိုဘယ်လိုပြောမလဲတောင့်တင်းခိုင်မာပြီးတော့ premium quality ဖြစ်နေတယ်ဆိုတော့ခံစားချက်မျိုးတော့မခံစားရဘူးပေါ့နော်ဒီကောင်ကလည်းမဆိုလို့ရှိရင်နည်းလေး cheap ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရလိမ့်မယ်အဓိကတော့သူ့ရဲ့ဘေးပေါင်နေကြောင်းပေါ့နော်သူကဘေးပေါင်လေးကို plastic frame နဲ့လုပ်ထားပေးပြီးတော့အနောက်ဘက်ကိုတော့ glass pan နဲ့လုပ်ထားပေးတယ်အဲကြောင့်မလို့လေလက်ထက်မှာကန်ရတာနည်းနည်းလေး cheap ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးအဲ့ဒီဘေးပေါင် plastic တွေကြောင်းဖြစ်နေတာလို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ weight ဆိုလို့ရှိရင်တော့အရင်ကြီး၄ရက်ထဲမှာမပါဘူး195 gram လောက်ပဲရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီနေ့ review unit ရတဲ့အလုံးဆိုလို့ရှိရင်လေအဲဒီအယောင်လေးကတော့ကျွန်တော်ဒီအယောင်ကိုကျွန်တော်ထွက်သမျှတွေမှာမကြိုက်ဆုံးပဲ အဲ့ဒီ 14DC မှာဒီအောင်ကျွန်တော်လုံးဝမကြိုက်ဘူးဒီအောင်ကြီးကနည်းနည်းလေးတန်စောတယ်ဆိုပြီးတော့ခံစားရတာပေါ့နော်အဲ့တော့တိတ်မကြိုက်ဘူးဆိုပေမဲ့အဲ၃ရင်း၃ရင်းနဲ့တော့လေသူ့အနေဆိုတော့လှပါတယ်ဒါပေမဲ့ကြိုက်လားမင်းတော့ဒီအောင်ကြီးတော့တိတ်အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့တစ်ခုကောင်းတာဒီကောင်ကလက်ရာတွေပါတော့မထင်ဘူးအဲလက်အစီတွေပါထွက်မှန်ဆိုလို့ရှိရင်လက်ရာထင်ပြီးတော့ညက်ပတ်ဆုပ်ပြတ်သွားမှန်တယ်မှာမပါဘူးဆိုတော့ဒီကတော့ဒီဖုန်းကိုကန်ရတာကာဗာမတယ်ပဲနဲ့ကန်တာတော့မှတော်တော်လေး king looking ဖြစ်နေဆိုတော့ခံစားချက်မျိုးလေးခံစားရတာတော်တော်လေးတော့မိုက်တယ်ပေါ့နော်သူ့အနောက်ဘက်ကချောလာဆိုလို့ရှိရင်တော့ကာဗာမတယ်ပဲနဲ့ကန်မ မယ်ဆိုတော့တရားဘောက်ကိုချောတယ်ကာဗာတက်ကင်မှာအဆင်ပြေလိမ့်မယ်မဟုတ်ဆိုတော့ပြုတ်ကြပြီးတော့ကွဲနိုင်ကြတာတော်တော်လေးတော့များတာပေါ့နော်အကြောင်းမလို့ကာဗာမတက်ပဲနဲ့ကင်ကျင်တဲ့သူတွေတော့ဒီဖုန်းကတိတ်အဆင်မပြေဘူးလို့ပဲပြောရမှာပေါ့နော်အရှိဘက်က display ကိုကြည့်မယ်ဆိုလို့ရှင်တော့ 6.67inches အကျယ်ရှိတဲ့ AMOLED display ကိုသုံးထားပေးတယ်144 Hz refresh rate ရတဲ့ HDR10+ Dolby Vision 68 billion colors ဓာတ်ရီအကုန်လုံးရတယ်လို့သူ့ရဲ့ brightness ကိုကြည့်မယ်ဆိုလို့ရှင်4000 nits တူကထည့်ထားပေးတာဆိုတော့နေရာနဲ့မှာပဲသုံးတော့အင်လို့မှာပဲသုံးတော့တော်တော်လေးအဆင်ပြေတဲ့ display panel quality တစ်ခုမှရှိတယ်ပြီးတော့ဒီကောင်းရဲ့ display မှာအတချက်တွေကများတယ်ပြောဘာကြီးလဲဆိုတော့ဘေးပေါင်ဘေးစဲကြီးလည်းတော်တော်လေးကျင်းတယ်လို့အပေါ်ကဒီ4 white တွေချင်းနေတာလည်းတော်တော်လေးကိုကျင်းတာဆိုတော့ဒီဖုန်းရဲ့ဒီကြည့်ရတဲ့ experience ကလည်းတော်တော်လေးကောင်းတဲ့ experience တစ်ခုမှရှိရဖြစ်တဲ့အတွက် display panel quality ကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အခု resolution ကိုကြည့်မှဆိုလို့ရှိရင်လည်း 1.5K လောက်ရှိတဲ့ resolution ကိုသုံးထားပြီးတာဆိုတော့ဒီဘိုင်းမှာလည်းဘာမှတိတ်ပြပြောစရာမရှိဘူးခုနကတော့ brightness ကောင်းတာ display panel ကောင်းတာဘာညာနဲ့ပေါင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ display panel quality ကအခုအချိန်ဒီကိုတော်တော်လေးအဆင်ပြေပြေလေးန နဲ့ကောင်းနေသေးတဲ့ quality တစ်ခုမှရှိတယ်ပြီးတော့ဒီကောင်ကကျွန်တော်နောက်မှထည့်ပြီးတော့ပြောပေးမှာဟာပေါ့နော် global ဖြစ်တဲ့အတွက်ကြောင့်လည်းသုံးမရတဲ့ feature တွေ experience တွေကအများကြီးပိုကောင်းတယ်ဆိုတော့ခံစားချက်မျိုးကခံစားရတယ်အဲ့ဒါတော့ကျွန်တော်အဲ့ဒီ global အကြောင်းပြောရင်းနဲ့မှဆက်ပြီးတော့ပြောပြပေးမှာပေါ့နော် ူကတော့ OLED display ဖြစ်တော့ကြောင့် anti display fingerprint ရတယ် optical ပဲသုံးထားပေးတယ်အာ optical ပဲသုံးထားပေးတာသူကလည်းသူအဆင်ပြေလဲဗျာအခုချိန်ထိလည်း accurate ဖြစ်တယ်မြန်တယ်ဘာမှပြပြောကြတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့က ultrasonic တွေသုံးတာများသွားတဲ့အတွက်ကြောင့်ဒီကောင်တစ်ချက်ချက်ဆိုလို့ရှိရင်မမိသလိုလိုချက်ချက်ဆိုလို့ရှိရင်နည်းနည်းလေးသလိုလိုကြားသလိုလိုအဲ့လိုမျိုးခံစားချက်တွေတော့ခံစားရတယ်ပေါ့နော်ဒါကတော့ဒီကောင်ရဲ့ fingerprint က share ကြီးကောင်းနေသေးတယ်ကျွန်တော်တို့ကိုယ်တိုင်ကဒီ Redmi နဲ့ Xiaomi တွေနောက်ပိုင်းလုတ်ပေးတဲ့ ultrasonic တွေနည်းနည်းအသားကျသွားတာကြောင့်ဒီလိုမျိုးဖြစ်နေတာလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့သူ့မှာထပ်ကောင်းတာ haptic monitor သူ့ haptic monitor ာဆိုလို့ရှိရင်လည်းသူတို့ဖုန်းကြီးရဲ့ဒီ flagship line နဲ့ဒီမှာသုံးပင်းနေကြ haptic motor တခုကိုထည့်ထားပေးတယ်လို့ပြောလို့ရအကြောင်းမလို့ solid draw လေးဖြစ်ပြီးတော့သူ haptic motor တွေကလည်း premium တော်တော်လေးစံနေဆိုတော့ခံစားချက်မျိုးခံစားရတယ်အကြောင်းမလို့ဒီဘိုင်းမှာလည်းဘာမှတိတ်အထွန်းတက်ပြီးတော့ညင်းနေကြတော့မရှိဘူးပေါ့နော်ပြီးတော့နောက်ထပ်တစ်ဘိုင်းကတော့ speaker ပေါ့နော် speaker ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူက stereo speaker ကိုသုံးထားပေးတယ်ဒီဘိုင်းမှာလည်းတော်တော်လေးစင်ပြေတယ်အအတန် quality ကောင်းတယ်ဒါပေမဲ့အရန်ကျက်လိုက်မယ်ဆိုလို့ရှိရင်တော့နည်းလေးစူတယ်ဆိုတော့ခံစားချက်မျိုးလေးကိုခံစားရတယ်ဒါပေမဲ့ rev လေးကျွန်တော်ပုံမှန်နားထောင်ကြည့်သလောက်ဆိုလို့ရှိရင် ်တော့သူ့ speaker quality ကတော်တော်လေးကောင်းတဲ့ထင်မှာပါတယ်လို့ပြောလို့ရတယ်အတန်ထွက်ကအရန်တော့မညီဘူးအောက်ဘက်က90လောက်ထွက်ပြီးတော့အပေါ်ဘက်က30လောက်ပဲထွက်တယ်ပေါ့ဒါပေမဲ့ထွက်တဲ့အတန် quality ကဒီ details လေးတော်တော်လေးကောင်းအောင်တော့တည်ထားမိတယ်ပေါ့နော်ပြီးတော့နောက်ထပ်ကျွန်တော်ပထမ video အစမှာပြောခဲ့တဲ့အပိုင်းပေါ့နော်ဘာလဲဆိုလို့ရှိရင်တော့အဲ့ဒီ battery တိတ်မခံဘူးဆိုတဲ့အပိုင်းပေါ့နော်ဒါကတော့ဒီကောင်ရဲ့ battery ကစုပ်ပြက်ပြီးတော့မကောင်းတော့တာမဟုတ်ဘူးဗျနောက်ပိုင်းထွက်တဲ့ phone တွေက battery တွေအရန်ခံပြီးတော့များလာတာကြောင့်လို့ပြောလို့ရတယ်ဒီကောင်မှာဆိုလို့ရှိရင်တော့သူက silicon carbon တော့မဟုတ်သေးဘူး iodine lithium ion ကိုပဲသုံးထားပြီး ော့9000 mAh ပဲပါတယ်ပေါ့နော်အဲအကြောင်းမလို့ဒီကောင်ကနောက်ပိုင်းထွက်တဲ့ဖုန်းအနေနဲ့ရှင်းမယ်ဆိုလို့ရှင်တော့အသိမခံဘူးဆိုတော့ခံစားချက်မျိုးလို့တေချာဘက်ကိုခံစားရလိမ့်မယ်ကျွန်တော်စမ်း3ကြီးတလောက်ဆိုလို့ရှင်မနက်9000လောက်ကနေ100%အပြည့်နဲ့သုံးမယ်ဆိုလို့ရှင်ညနေ9000လောက်ဆိုလို့ရှင်အာပုံမှန်30-35ပေါ့နော်အဲ့လောက်ပဲကျန်တယ်နည်းနည်းလေးထိမ့်သိမ့်သုံးလို့ရှင်တော့40နဲ့50ချားရလောက်ကျန်တယ်ပေါ့နော်ဆိုအဲ့လိုအနေထားမျိုးရှိတဲ့အတွက်ကြောင့်အာရန်ခံကျင်တယ်ဆိုတဲ့သူတွေတော့ဒီဖုန်းကအခုချိန်မှာအရန်ကြီးအဆင်မပြေတော့ဘူးဆိုတော့ခံစားချက်မျိုးလို့ခံစားရလိမ့်မယ်ပေါ့နော်အဲသူကအပြင်းသွင်းမယ်ဆိုလို့ရှင်လေ ဲ့67 watt အထိသူက support လို့ဒါပေမဲ့တခုရှိတာကသူက ဘူးထဲမှာ CT7 ဝက်ထိမပါဘူးပေါ့နော်ဒီကောင်ဆိုလို့ရှိရင်တော့ तू ကကျိုးပဲပါမယ်ခေါင်းကတော့ကိုယ့်အကူဝယ်သုံးရမှာဆိုတော့ဘာပဲပြောကျွန်တော်တို့နိုင်ငံမှာ Xiaomi Redmi Fan တွေများတော့ကြောင့်အနည်းဆုံးတော့33ဝက်သုံးမဟုတ်အဲ55ဝက်လောက်ထိတော့ရှိမယ်ထင်ပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အဆင်ပြေတယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ထပ်ပြီးတော့ဒီ67ဝက်အတုံးဝယ်ရမယ်ဆိုလို့ရှိရင်တော့ maybe 6000 9000လောက်ထပ်ကုန်အောင်ကုန်နိုင်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးရှိတာဖြစ်တဲ့တော့ကြောင့်အအတုံးရှိပြီးသားလူဆိုတော့အဆင်ပြေပေမဲ့အတုံးမရှိတဲ့သူဆိုတော့ထပ်ဝယ်ရမှာဆိုတော့ extra cost တွေတော့အနည်းပါထပ်ပြီးတော့ရှိ သွားမှာပေါ့နော်ဒါပေမဲ့အမြင့်ဆုံး support လောက်တော့တော့67 watt ဒီ support လောက်တယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ကျွန်တော်တို့မှာတော့67 watt ရှိတာဆိုတော့အဲ့ဒါနဲ့စမ်းပြီး twin ကြီးတောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ minute 40 45မိနစ်အဲ့လောက်လေးပဲအချိန်ပေးရတယ်တော်တော်လေးအဆင်ပြေတဲ့အနေအထားတစ်ခုမှာတော့ရှိတယ်ပြနောက်ထပ်အကုန်လုံးစိတ်ဝင်စားမယ်ကင်မရာဘက်ပေါ့နော်ကင်မရာကိုပြောရမယ်ဆိုလို့ရှင်တော့ဒီကောင်လိုက်ခါနဲ့ collaborate လုပ်ထားတဲ့ brand ဖြစ်တဲ့အတွက်ကြောင့်ဒီဘက်မှာလည်းတော်တော်လေးအဆင်ပြေနေကောင်းတဲ့ပုံထွက်တွေကိုဒီကောင်းစီကနေပြောဖန်တီးနိုင်တယ်။ stay ပေါ့နော်အခုချိန်ဒီကိုကောင်းမွန်လင်ဖန်တီးနိုင်တယ်လို့ပြောလို့ရတယ်။ကင်မရာတော့၃လုံးကိုထည့်ထားပေးတယ်။ 50MP main ရယ်50 MP tele ရယ်12 MP ultra wide ရယ်သူကထည့်ထားပေးတယ်။ပုံထွက်တွေကဘလို့နေလဲဆိုလို့ရှင်တော့ daylight တွေမှာဆိုလို့ရှင်တော့တော်တော်လေးကောင်းတဲ့ပုံထွက်တွေကိုဒီကောင်းစီကနေပြီးတော့မျောလင်းလို့ရတယ်ဖန်တီးလို့ရတယ်ဒါပေမဲ့အဲ့လိုညနေစောင်းလို့ညဘက်တို့ရောက်သွားပြီဆိုလို့ရှင်တော့တစ်ချက်အချက်ဆိုလို့ရှင်တော့အဲ့လိုမျိုး loose coat ဖြစ်သွားတဲ့ပုံလေးတွေတော့တွေ့ရတတ်တယ်ပေါ့နော်အ ကြောင်းမလို့ daylight တွေမှာရိုက်မယ်ဆိုလို့ကျွန်တော်တော်လေးအဆင်ပြေတယ်။ဥမာညဘက်မှာရိုက်မယ်ဆိုလည်းလက်ညင်ရည်လေးထားပြီးတော့ night mode နဲ့ရိုက်မယ်ဆိုလို့ကျွန်တော်အဆင်ပြေတယ်။အဲ့လိုမှမဟုတ်ဆိုရင်တော့နည်းနည်း loose scope ဖြစ်နေတဲ့ပုံလေးတွေတော့တွေ့ရနိုင်ကြတော့ရှိရပါတော့။ video quality ကိုကြည့်မယ်ဆိုလို့ရှင်လည်းဒီကော 4K 60fps ရိုက်လို့ရတယ်ဆိုတာလည်းတော့မစိုးစွယ်နေရမျိုးမှရှိတယ်။ selfie ကိုကြည့်မယ်ဆိုလို့ရှင်လည်း32 megapixel ထည့်ထားပေးတာဆိုတော့ selfie ကလည်းရိုက်တာတော်လေးအဆင်ပြေပြီးနဲ့ကောင်းတယ်ထင်မှာတော့ပါတယ်ပေါ့နော်။ selfie နဲ့ video ပြန်ပြီးရိုက်ကြည့်တော့ဆိုလို့ရှင်တော့ तू က 4K 30fps ပဲရတာပေါ့နော်။ဆိုတော့60မရဘူးဆိုရင်4 4K 30fps ရတယ်ဆိုတော့လေဒီ selfie နဲ့ video ရိုက်မယ်ဆိုတဲ့သူတို့ကတော်တော်လေးအဆင်ပြေနိုင်တဲ့အနေအထားတစ်ခုမှရှိတာဖြစ်တဲ့တော့ကြောင့်ဒီဘက်မှလည်းတော်တော်လေးအသာရပြီးပြောလို့ရတာပေါ့နော်အကြောင်းမလို့ဒီဖုန်းက vlogging လုပ်မယ်ဆိုတဲ့သူတို့ကလည်းသူ့အလေးနဲ့သူအဆင်တော်တော်ပြေပြေလေးနဲ့လုပ်လို့ရတယ်ဆိုတော့အနေအထားမျိုးလေးမှရှိတယ်ဒီကောင်ရဲ့ weight ကလည်းအရင်ကြီးမလေးတဲ့အတွက် main clip တွေပါလေဆိုလို့ရှိရင်လည်းကင်လို့တော်တော်လေးအဆင်ပြေမယ်အနေအထားတစ်ခုမှတော့ရှိရပါတော့ ူဒီကောင်မှာဆိုလို့ရှိရင် UFS ကလည်းသူက4.0ထိသုံးထားပြီးတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဒီ 144Hz refresh rate ရဲ့ပြီးတော့ဒီ UFS 4.0ရဲ့ပေါင်းလိုက်တယ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင်ဖုန်းကပေါ်ပွားတက်လက်မြန်ဆန်နေရပဲဆိုတဲ့ခံစားချက်ကစသုံးသုံးချင်းနဲ့ခံစားရမယ်ခံစားချက်ပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် app အဝင်ထွက်တွေ data အကူပြောင်းနေမှာဘာမှပြပြောစရာမရှိတော့ဘူးကိုသူ့ရဲ့ UFS 4.0နဲ့ 144Hz နဲ့တော်တော်လေးလိုက်ဖက်တယ်လို့ပြောရမှာပေါ့နော်ပြီးတော့သူ့ရဲ့ performance ပေါ့နော် performance ကိုကြည့်မှဆိုလို့ရှိရင်ဒီကောင်က KR ထဲမှာတော့အခုချိန်ထိမ ပါဘူးပေါ့နော်တော်တော်လေးကောင်းနေသေးတယ်လို့ပြောလို့ရတယ် Diamonds Duo မှာ6300 Ultra ကိုသူကတုံးထားပေးတယ်အဲကြောင့်မလို့ဒီကောင်ကဘာတွေနဲ့တွားပြီး performance ညီတယ်ဆိုလို့ရှိရင်တော့ဒီ Snapdragon ကိုဘက်ကနေကြည့်မယ်ဆိုတော့သူက HN2 နဲ့ HN1 ပေါ့နော်အဲ့ဒီဂျာရဲလောက်ကိုတွားတယ်အဲကြောင့်မလို့ Daily Usage ကြီးကျွန်တော်တုံးကြည့်တော့ဘာမှအပြည့်ပြောစရာမရှိဘူးတော်တော်လေးပေါ်ပါတော့လက်မြန်ဆန်ပေါ့နော်အဲ့လိုနေထားမျိုးရှိတယ် Daily Usage ကြီးတုံးတာ Social Media တုံးတာအဲကျွန်တော်ပေါ့ဘာလောက် Movie Streaming လောက်တာဘာညာအဲ့လောက်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေတယ်ဂိမ်းတွေပါရှော့မယ်ဆိုလို့ရှိရင်လည်း တော်တော်များများထိအဆင်ပြေတယ် graphic အရမ်းမြင့်တဲ့ game တွေဆိုမှန်ဆိုလို့ရှင်တော့ nearly ပူတယ်။နည်းလေးဟန်းကျင်တာလေးတော့ရှိတယ်။အကြရင်တော့ graphite လေးနည်းလေးချပြီးဆော့ cooling fan လေးပါတက်ပြီးဆော့မယ်ဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုထိဖြည့်ရှင်းသွားနိုင်တယ်။ဒါပေမဲ့အရင်ကြီးဆော့လေးဖြည့်ပြီးတော့ကောင်းမဲ့ထဲမှာတော့မပါဘူးပေါ့နော်။အကြောင့်မလို့ daily usage လုံးမဲ့သူတွေအတွက်ကျွန်တော်ပို့ပြီးတော့တင့်တော်တယ်လို့ပြောချင်တယ်။ဂိမ်းဆော့မယ်ဆိုလို့ရှိရင်လည်းပော့ပါလောက်ပဲဆော့ပေါ့နော်။အဲ့လိုလူတွေအတွက်ဆိုရင်တော့ဒီဖုန်းလေးရဲ့ performance ကသူ့အနေနဲ့တော်တော်လေးအဆင်ပြေတဲ့နေရာတစ်ခုမှာရှိရလို့ပြောလို့ရတာပေါ့နော်။ပြီးတော့ကျွန်တော်ဆက်ပြောမယ့်အကြောင်းကဒီနေ့ video ထဲမှာပြောခဲ့တယ်။ဒီကောင်ကကျတော့သူက global အလုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တောင်းရတဲ့ user experience ကအများကြီးပို ကောင်းတယ်ပေါ့နော်အဲ seamless ပူဖြစ်တယ်သုံးရတာပေါ်ပါပူပြီးတော့တွက်လက်မြန်ဆန်တယ်လို့ခံစားရတယ်ပြီးတော့ broadway တွေဘာမှမပါတာကြီးရတယ်တော်လေးကိုစိတ်ချမ်းသာမှုကောင်းတယ်ဆိုတော့အဲ့ဒီအပိုင်းနေပြန်ရှင်မှန်ဆိုရင်တော့ china အလုံးနဲ့ဒီကောင်ထဲမှာအဲ့လိုမျိုးပေါ်တော့ no di နောက်မကြတာပါညာဆိုတာဒီကောင်ကအများကြီးပူပြီးတော့အဆင်ပြေတာဖြစ်တဲ့အတွက်ဒီ phone က draw များအတွက် ညှိုးမယ်ဆိုလို့ရှိရင်တော့ညှိုးလို့ရနေတဲ့ဖုန်းထဲမှာထည့်လို့ရတယ်လို့ပြောလို့ရတာပေါ့နော်ဒီကောက်မှာဆိုလို့ရှိရင်တော့ IP rating တွေပါတယ်ပါတယ်ပေါ့နော် IP68 wide and dense system ပါတာဖြစ်တဲ့ကြောင့်ရေဆိုးရေဆိုင်နေတဲ့ခံနေဒီဘက်မှာလည်းစိတ်ချမ်းသာလက်ချမ်းသာနေ AAC worry free သုံးလို့ရတဲ့အနေအထားတစ်ခုမှရှိရပေါ့နော်ဆိုပြီး overall နဲ့ conclusion ပြန်ချုပ်ပြီးပြောပြရမယ်ဆိုရင်ကျွန်တော်ကတော့ အစ်စ်လည်းအရင်တန်လှကြီးရတော့လည်းမခံစားရတော့ဘောနော်အစ်စ်ရောင်းနေရတော့ကျွန်တော်တချို့နေရာလေးမှာတွေ့ရလေးတော့ရှိတယ်အဲ့ဒါကြီးတွေကြောင့်လည်းအရင်ကြီးတန်တယ်လို့မခံစားရတော့ကြောင့် use တွေကစဉ်းစားမယ်ဆိုလို့ကျွန်တော်ပို့ပြီးတော့တင့်တော်တယ်လို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့အဲအစ်စ်တော့သွားမွေပါနေတော့အခုချိန်မှာအစ်စ်ဝင်မယ်စဉ်းစားရတယ်ဆိုရင်တော့ Xiaomi 15D လို့ပါတော့ဝယ်တာတော့အများကြီးပို့ပြီးတော့ suitable ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒီကောင်ရဲ့ second market မှာဆိုလို့ရှိရင်တော့ဈေးတန်းအပြည့်ဆိုလို့ရှိရင်ဒီကောင်က15ဒိန်း16ဒိန်းအဲ့လောက်ပဲခြာရအောင်မှာလဲပြီးတော့သွားနေရပါတော့အဲ့လိုအနေထားမျိုးမှာဒီကောင်ဝယ်တင်လားဆိုလို့ရှိရင်တော့ all rounder package ကိုကြည့်ပြီးတော့ဝယ်မယ်ဆိုတဲ့သူတွေကတော့တော်တော်လေးစဉ်းစားသင့်တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်။အာဒီ haptic motor ကြီးလည်းကောင်းတယ်၊ gain လေးလည်းဆော့လို့မဆိုးဘူး။အဲဓာတ်ပုံလေးလည်းရိုက်လို့ရှယ်ကောင်းမယ်။ daily usage သုံးရတယ်အဆင်ပြေတယ်။အဲ့လိုမျိုး overall လေးကိုပြန်ကြည့်မယ်ဆိုရင်တော့ ူပေးရတဲ့ဈေးနဲ့ global ဖြစ်နေတာလေးเนี่ยတော်တော်လေးအဆင်ပြေတဲ့နေရာတခုမှရှိလာဖြစ်တဲ့အတွက်ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကညှင်းစရာမရှိဘူးဝယ်လို့အခုချိန်ဒီကိုကောင်းနေတဲ့ဖုန်းထဲမှာပါတယ်လို့ပြောလို့ရတယ်အဒီညာမှာတခုမေးဖို့ရှိတာ Xiaomi 15D ကိုပဲဝယ်လိုက်ရမှာလားဆိုလို့ရှိရင်တော့ကျွန်တော် Xiaomi 15D ကိုနည်းနည်းလေးပဲစံကလီထားတာလေးပဲရှိတဲ့တော့ကြောင့်အခြေအနေအလုံးစုံတော့မသိရသေးဘူးပေါ့နော်ဒါပေမဲ့အခုချိန်မှာဈေးသက်သာပြီးတော့အဆင်ပြေပြေလေးသုံးလို့ကောင်းနေတဲ့ဖုန်းတုံးရွေးမယ်ဆိုရင်တော့ဒီကောင်လေးက global ထဲမှာတော်လေးစဉ်းစားပြီးတော့ရွေးချယ်တဲ့နေထဲမှာထည့်လို့ရရလို့ပြောနေတယ်ပဲဒီနေ့ video လေးမှာပဲဆ ုံးသက်ခြင်းနဲ့ကျွန်တော်လည်းမေးစရာရှိတယ် brother ဆိုရင်ဒီဖုန်းဝယ်မှာလားဆိုလို့ရှိရင်တော့ကျွန်တော်သာဆိုလို့ရှိရင်လည်း Xiaomi 15D နဲ့ရှင်းမယ်ဆိုရင်လည်းဘာမှတိတ်မကွာဘူးလို့ခံစားရတဲ့အတွက်ကြောင့်ဒီကောင်တော့ရွေးပြမယ်လို့တော့ထင်တယ်ပေါ့နော် battery လေးကနည်းနည်းလေးနည်းနေရလေးလွဲလို့ပေါ့ကျွန်တော်မှာဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေနေအောင်မယ်လို့ခံစားရတဲ့အတွက်ကျွန်တော်သာဆိုလို့ရှိရင်လည်းရွေးပြလိမ့်မယ်လို့တော့ထင်ပါတယ် ဒီချင်းမင်းတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ Xiaomi 14D နဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာလေးရှိလေမိမိရဲ့အမြင်လေးတွေထင်မြင်စားချက်လေးဘယ်လိုရှိတာအောက်က comment မှာဝင်ပြီးတော့မှန်းငံပြလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ video လေးကိုကြည့်ရှုမှန်းဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဗတန်မြစ်တိုင်းခံကြပါတယ်ကြည့်ရှုအားပေးကြကြတယ်ဒီဥရောချင်းစီတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြားနေတဲ့ဆိုလို့ရှိရင်လည်း like and subscribe notify bell နဲ့ပဲကူညီပေးလို့မေးပါနဲ့ကြည့်ရှုပေးကြကြတယ်ဒီဥရောချင်းစီတော့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ် video တစ်ခုကြမှာပြန်နေဆုံးကြတာပါ